လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ရင်အားဝင်ကြီးဌာနရဲ့ရက်တရာစီမံချက်မှာပါဝင်တဲ့လုပ်ငန်းတစ်ခုအဖြစ်ရွှေပြောင်းနေထောင်သူတွေကိုသကောင်းစင်းပြုလုပ်ပေးနေခြင်းနိုင်ငံသားမှတ်ပုံတွေပြုလုပ်ပေးနေခြင်းတွေကိုမယန်းကုန်းမြို့နယ်ထဲမှာအင်တိုက်အားတိုက်ဆောင်ရွက်နေတယ်လို့မယန်းကုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတွေရဲ့ဦးစီးဌာနမှဦးစီးမှုဦးမောင်မောင်တန်းကပြောပါရယ်မြန်မာနိုင်ငံမှာစီးပွားရေးအရတော်လကောင်းတဘာဝဘေးဒဏ်ကြောင်းတော်လကောင်းမိမိနေရက်ကိုစွန့်ခွာကရန်ကုန်မြို့မှာလာရောက်စီးပွားရှာတဲ့ရွှေပြောင်းနေထိုင်သူတွေများပြားလျက်ရှိပါရယ်အဲ့ဒီသူတွေကိုမိမိနေရက်ပြန်ပြီးအမျိုးသားမှတ်ပုံတွေရဲ့လုပ်ငန်း ်းများပြန်လည်လှုပ်ဆောင်စေရမလို့အောင်ကူညီပေးနေတာဖြစ်တယ်လို့သိရပါတယ်။အဲဆိုရင်ဥရုနေရာတစ်ခုဥရုနေရာဒေသတစ်ခုမှာ6လအထက်နေထိုင်တဲ့သူဖြစ်မယ်။သူတို့တာမန်ရွှေပြောင်းနေထိုင်တဲ့သူတွေပေါ့ကွာ။သူတို့ကိုဥရုကနေကြောင့်မူလဒေသမှာအင်းအောင်သူစင်းရှိမရှိဥရုကစုံစမ်းပေးပါတယ်။စုံစမ်းပေးပြီးတော့မူလဒေသမှာအင်းအောင်သူစင်းလည်းရှိတယ်ဆိုလို့ရှိရင်နေထိုင်ခဲ့ဘူးတဲ့ဆိုရင်ဥရောကတိုင်းရင်းသားလည်းဖြစ်တဲ့ဆိုရင်ဥရောကဒီမှာအင်းအောင်သူစင်းကိုချက်ချင်းထုတ်ပေးလိုက်တယ်။သူကပိုဘက်ကိုလည်း အကြောင်းကြားလိုက်တယ်အင်ဒိုနီးရှားနဲ့ပဲဖြစ်ဘူးလို့စီမှာအင်ဒိုနီးရှားအတွင်းအဲ့လိုတရုတ်နဲ့တရုတ်နဲ့ဆုံးဟိုပါလဲ ပို့ပြီးတော့ကျွန်တော်တို့ဖြတ်ပေးပါတော့เนาะအဲ့ဒီအစီအစဉ်မှာကဦးလိုပြောသလိုအဲ6လအထက်ဖြစ်မယ်ဟိုသူတို့တက်ဆိုင်ရဒေတာမှာလည်းအိမ်တော်စုစင်းရှိတယ်ဆိုလို့ရှင်တိုင်းရင်းသားတော့ဖြစ်ရပါမယ်ဦးတို့တရဝင်းအိမ်တော်စုထုတ်ပေးมาဖြစ်ပါတယ်အဲတကယ်လို့6လအောက်ဖြစ်နေတယ်တော့ထုံစမ်းလိုက်တဲ့ခါမှာလည်းတက်ဆိုင်ရဒေတာမှာအိမ်တော်စုစင်းလည်းရှိတယ်နေထိုင်ခဲ့ဘူးလည်းရှိတယ်ဆိုရင်ဦးတို့က6လပြည့်တဲ့ချိန်ဆောင်စင်းပြုစုထားမယ်6လပြည့်တဲ့ချိန်မှာဦးတို့ကအိမ်တော်စုစင်းထုတ်ပေးมาဖြစ်ပါတယ်အိမ်တော်စုစင်းထုတ်ပြီးတာနဲ့အိမ်တော်စုစင်းမှာပါတဲ့ တိုင်းသားတွေအကုန်လုံးဦးတို့ကသူအသက်ပိုင်းချလိုက်ဆယ်နှစ်ပြည့်တယ်ဆိုလို့ဆယ်နှစ်စီစီကပ်ပြားဆယ်နှစ်ပြည့်တယ်ဆိုလို့ဆယ်နှစ်စီစီကပ်ပြားနိုင်ငံတိုင်းစီစီကပ်ပြားတွေပါတခါလေးထုတ်ပေးမှာဖြစ်ပါတယ်။ဒါအပြင်ဆက်ရောက်လုပ်ရုံတွေကဝန်ထမ်းများရွှေပြောင်းနေထိုင်သူများကိုလည်းလူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားမပုံနေရေးဦးစီးဌာနမှဝန်ထမ်းတွေကတွားရောက်ခါမှတ်ပုံတွေများပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ရက်ွက်အတွင်းရွှေပြောင်းနေထိုင်သူတွေကိုစည်ရင်းလိုက်လံကောက်ယူရမှာတော့ရက်ွက်အုပ်ချုပ်ရေးမှုများနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။အဲဒီစီမံချက်လုပ်ငန်းကကြတော့ လာရောက်လျှောက်ထားလို့လည်းရတယ်ဦးတို့ကဒီမှာပေါ့နော်ရက်ကြီးအစ်မဆိုရင်လေရက်ခွဲအုပ်ချုပ်ရင်မှုတွေကဥက္ကဋ္ဌกว่าနောက်ပြီးကြတော့ရက်ကြီးစည်ရေးကအတွင်းမှုပေါ့နော်ငါငါတို့ဒီကတိုက်နေမှုလေးတွေကအတွဲဘက်တွင်းမှုသူတို့ကရက်ကွက်လိုက်ရက်ကွက်လိုက်ကိုသူတို့ကစည်ရင်းနေစည်ရင်းကောက်အဖွဲတွေဖွဲ့ထားတာအဲ့မှာစည်ရင်းကောက်အဖွဲတွေကစည်စစ်တဲ့ပုံစံတွေလည်းရှိတယ်သမီးစည်စစ်တဲ့ပုံစံနဲ့စည်စစ်စည်စစ်ပြီးတော့ဦးတို့စီမှာယုံမှာယုံထိုင်တဲ့အဖွဲကယုံ ဖွဲ့ကလုံးကြတယ်လုံးပြီးတော့အဲ့မှာဘယ်ဘယ်ဒေတာလာလဲဆိုဘယ်ဒေတာလာလဲဆိုဥရောကချက်ချင်းစုံစမ်းစုံစမ်းပြီးတော့အဲအိမ်တော်သူထုတ်ပေးတဲ့လူအိမ်တော်သူထုတ်ပေးတယ်အိမ်တော်သူယာယီထုတ်ပေးတဲ့လူအိမ်တော်သူယာယီထုတ်ပေးပါတယ်သူမျိုးလက်ရှိအချိန်မှာတော့မရန်ကုန်မြို့နယ်အတွင်းမှာရွှေပြောင်းနေထိုင်သူမိသားစု28ခုကိုတကောင်စင်းပြုတ်လုပ်ပြီးစီးပြီးနေပြီဖြစ်ပြီးဆက်လက်လှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ် အခုလိုအချိန်မှာအချို့သောနိုင်ငံသားမှတ်ပုံတွေပုံမှန်လာရောက်ပြုလုပ်သူများအနေနဲ့ကတော့တိတ်ပြီးသီးသီးသာမြန်ဆန္ဒမျိုးကိုမတွေ့ရသေးဘူးလို့မရန်ကုန်မြို့နယ်ကမာအေရှိယကွက်မှလာရောက်ပြီးအမျိုးသားမှတ်ပုံတွေပြုလုပ်သူတို့ကပြောပါရတယ်။တိတ်မကွာကြသေးခင်ဗျ။ဒါလောက်တာကအခောက်အခောက်ရင်မနေတော့ခင်ဗျ။အခောက်ရင်ရှစ်ခောက်ဆယ်ခောက်ရှိပြီ။ဘလို့ညာကြာပဲဘလို့ပြောရမှမတီးကချိန်နေတာပဲအဲ့မှာ။ တကောက်စင်းပြင်အချင်းကပညာအကြောင်းတွေမှာလည်းအလေတန်းနဲ့အထက်တန်းကျောင်းသားတွေကိုဆယ်နှစ်ပြည့်မှတ်ပုံတွေနေလဲတောင်းရောက်လောက်ဆောင်ပေးမှဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ Central News Bureau ကမေထွန်းနဲ့ဖုန်းနိုင်ငံပေးပို့ထားတာဖြစ်ပြီးကျွန်မလင်းလက်လက်ဝင်းကတက်ဆက်ပေးတာပါ။